1949ခုနှစ်မှာတော့တရုတ်နိုင်ငံနဲ့ထိုင်ဝမ်နိုင်ငံဆိုပြီးတော့နှစ်ပိုင်းကွဲသွားခဲ့ပါတယ်။ခေါင်းဆောင်နေရာလုံးကတနိုင်ငံနဲ့ဖြစ်ချင်ကြပါပဲ။တကူတည်းတော့ချင်းသင်းနှကောင်မအောင်ချင်ခဲ့ကြပါဘူး။သူတို့နှစ်ယောက်ကတော့အများသိကြတဲ့အတိုင်းပဲတရုတ်နိုင်ငံရဲ့ခေါင်းဆောင်မိုဇီတုံးနဲ့ထိုင်ဝမ်နိုင်ငံရဲ့ခေါင်းဆောင်ချန်ကေရှိတ်တို့ပဲဖြစ်ကြပါတယ်။ဒီနေရာမှာတရုတ်နိုင်ငံဘက်ကခေါင်းဆောင်မိုဇီတုံးကိုကွန်မြူနစ်စွာဒီကျင့်သုံးခဲ့တာအများသိကြပါပဲ။ထိုင်ဝမ်ခေါင်းဆောင်ချန်ကေရှိတ်ကိုတော့ဒီမိုကရေစီအတွက်တပ်ဝဲဝင်ခဲ့တယ်လို့အများစုကထင်မှတ်မှားနေကြပါတယ်။တကယ်တော့ချန်ကေရှိတ်ရဲ့ ဲ့အယူဝါဒကလည်းတရုတ်ပြည်ကိုတသက်လုံးကားဆောင်လုပ်ပြီးတော့အုပ်ချုပ်ရှင်တဲ့စနစ်ပဲဖြစ်ပါတယ်။နောက်ဆုံးမှာပြည်တွင်းစစ်ဖြစ်လာပြီးတော့မော်စီတုံးရဲ့ကွန်မြူနစ်စွာတွေကိုယုံကြည်တဲ့တပ်တွေကအနိုင်ရရှိသွားပါတယ်။ဒီခါမှာတော့ချန်ဂေရှိတ်ကိုထောက်ခံတဲ့တပ်တွေနဲ့ပြည်သူအများစုကတော့ထိုင်ဝမ်ကျွန်းကိုထွက်ပြေးသွားကြပါတယ်။အဲဒီနောက်မှာတော့ထိုင်ဝမ်ကျွန်းငယ်လေးဟာနိုင်ငံတကာနိုင်ငံဖြစ်လာပြီးလို့ကြေညာခဲ့ပါတယ်။အမေရိကန်နိုင်ငံဘက်ကလည်းဒီကိစ္စကိုကြိုဆိုခဲ့ပြီးတော့သမရကိုရန်ကထိုင်ဝမ်ကျွန်းကိုအကာအကွယ်ပေးမယ်ဆိုပြီးတော့ကတိတွေပေးခဲ့ပါတယ်။ဒီအချက်ကလည်းတရုတ်ပြည်မှကြီးကထိုင်ဝမ်အ ထီကိုလိုက်တိုက်ဖို့အတွက်အခက်အခဲတွေဖြစ်စေခဲ့ပါတယ်။နောက်တဲ့တစ်ချက်ကတော့ဒီပြည်ရင်းစစ်ပွဲကြီးမှာတရုတ်ပြည်မကြီးကအတော်လေးကိုဆင်းရဲသွားခဲ့ပါတယ်။ကွန်မြူနစ်စစ်သားတွေကလည်းအထူးကအတော်လေးများပြီးတော့ထပ်ပြီးစစ်တိုက်နိုင်တဲ့အခြေအနေမှာမရှိတော့ပါဘူး။ဒီကြားထဲမှာအင်အားကြီးတဲ့အမေရိကန်နဲ့ပါဆက်ပြီးစစ်တိုက်ရရင်အခြေအနေမကောင်းနိုင်ဘူးဆိုတာကိုသိခဲ့ကြပါတယ်။တကယ်တော့ကွန်မြူနစ်အစိုးရအသည့်အတွက်ထိုင်ဝမ်တခုတည်းကအရေးပါနေတာမဟုတ်ပါဘူး။တရုတ်ပြည်တွင်းမှာလည်းပြည်နယ်ကွဲတွေတိုင်းဒေသကွဲတွေဟာသူတို့ကိုပုံကန်နေတာတွေရှိပါတယ်။ပြည်လေချားနေတဲ့ထိုင်ဝမ်နိုင်ငံရဲ့အန်ရီအတဲ့မြေ ကက်နေတဲ့ပြည်နယ်တွေရဲ့အန္တရာယ်ကပိုပြီးတော့ကြီးမားတယ်လို့ယူဆခဲ့ကြပါဗျာ။ ဒါကြောင့်လည်းပြည်နယ်တွေမှာညီဝဲပြည်ပရဲ့ကိုအဓိကလုပ်ပြီးတော့ထိန်းချုပ်နိုင်ဖို့ပို့ပြီးတော့ဦးစားပေးစ조사ခဲ့ပါတယ်။ဒီလိုနဲ့ပဲထိုင်ဝမ်ကတီးခြားလွတ်လပ်တဲ့နိုင်ငံတစ်ခုလို့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ထိုင်ဝမ်ကျွန်းကိုရောက်ရှိသွားခဲ့ကြတဲ့တရုတ်တွေကတော့ချက်ချင်းတိုးတက်ပြီးတော့အပျော်တွေရရှိသွားခဲ့ကြတာမဟုတ်ပါဘူး။1950ကနေ1989အထိ38နှစ်ကြာဆေးဟုတ်ချုပ်ရင်းနဲ့အုပ်ချုပ်ခံပြီးတော့ငရဲတွင်းတွေကိုတက်ပြီးကြသွားခဲ့ပါတယ်။အဲဒီကာလမှာမာရှယ်လော်တွေထုတ်ပြီးတော့ချန်ဂေရှိအစိုးရကထိုင်ဝမ်ကျွန်းကိုတင်းတင်းကြပ်ကြပ်အုပ်ချုပ်ခဲ့ပါတယ်။မီဒီယာလွတ်လပ် ခွင့်တွေပိတ်ပင်ခဲ့ပြီးတော့နိုင်ငံရေးစန့်ကျင်တဲ့သူတွေကိုလည်းထောင်ထဲကိုထည့်ထားခဲ့ပါတယ်1985ခုနှစ်မက်ရှလ9ရက်နေ့မှာတော့ထိုင်ဝမ်လွတ်လပ်ရေးခေါင်းဆောင်ချန်ဂေရှိတ်တည်ဆုံသွားပါတယ်1989ခုနှစ်အရောက်မှာတော့ချန်ဂေရှိတ်ရဲ့သားချန်ချင်ကိုကဆေးဥချုပ်ရီကိုဖျက်သိမ်းပြီးတော့ဒီမိုကရေစီလမ်းကြောင်းတွေကိုစတင်ဖွင့်ပေးခဲ့ပါတယ်1996မှာတော့ယူကော့ပွဲလွတ်နိုင်ပြီးတော့ပထမဆုံးသမ္မတစနစ်ကိုပြောင်းလဲနိုင်ခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာတော့ထိုင်ဝမ်ကိုဒီမိုကရေစီနိုင်ငံဆိုပြီးတော့ကမ္ဘာကရှုမြင်လာခဲ့ပါတယ်ထိုင်ဝမ်နဲ့တရုတ်တိကျဖြစ်ခဲ့တာ 85နှစ်နီးပါးကြာခဲ့ပါပြီဒီကာလတွေမှာနှစ်ဖက်စလုံးကဆွေးယုတ်သွားခဲ့တာမဟုတ်ဘဲနဲ့တိုးတက်လာခဲ့ကြပါတယ်ထိုင်ဝမ်ကတော့စီးပွားရေးနဲ့နီးပညာတိုးတက်လာပြီးတော့တရုတ်နိုင်ငံကတော့စီးပွားရေးရောစစ်ရေးပါတိုးတက်လာခဲ့ကြပါတယ်ဒီတော့ထိုင်ဝမ်နိုင်ငံနဲ့တရုတ်နိုင်ငံကဒီနေ့မှပြန်လည်ပေါင်းစည်းသွားနိုင်ကြသလားတရုတ်ပြည်မကြီးအနေနဲ့ထိုင်ဝမ်ကိုစီးရေးအရာဖြည့်ရှင်းလိမ့်မယ်လို့ရောထင်ပါသလားကျွန်တော်လေ့လာမိသလောက်ကတော့တရုတ်ကထိုင်ဝမ်ကျွန်းကိုလိုချင်တာထက်အမေရိကန်စစ်တပ်တွေအဲ့ဒီကျွန်းပေါ်မှာခြေရှုပ်နေတာကိုမမြင်ချင်တာဖြစ်ပါတယ်ဒါကလည်းတရုတ်ပြည်မကြီးက ကိုမှားတယ်လို့ပြောလို့မရပါဘူးအခုဗီဒီယိုတဲကမြေပုံထဲမှာကြည့်ရင်တရုတ်ပြည်မှာကြီးနဲ့ထိုင်ဝမ်ကပင်လယ်ချားနေပေမဲ့အရင်ဝေးနေတာမျိုးတော့မဟုတ်ပါဘူးသူအတွဲပြဿနာကလည်းထိုင်ဝမ်မဟုတ်ပါဘူးအမေရိကန်ဖြစ်ပါတယ်တကယ်လို့များတရုတ်နဲ့အမေရိကန်သာဆစ်ပြက်လာကြလို့ရှိရင်အမေရိကန်စစ်တပ်ကထိုင်ဝမ်နိုင်ငံကိုအုံပြုပြီးတော့ချိန်ချောက်လာနိုင်ပါတယ်ထိုင်ဝမ်ကျွန်းပေါ်ကနေလက်နက်ကြီးတွေချပြီးတော့တရုတ်နိုင်ငံတွေကိုအနီးကပ်ပစ်ခတ်လို့ရပါတယ်တရုတ်ဘက်ကလက်နက်ကြီးနဲ့ပြန်ပစ်ခဲ့ရင်လည်းအမေရိကန်စစ်သားတွေတိမ်မဲ့အရေးအတွက်ထိုင်ဝမ်ကျွန်းပေါ်ကလူတွေတိမ်မဲ့အရေးအတွက်ကပိုများနေတဲ့ တဲ့အတွက်ကြောင့်မလို့ခြေချုံမိတဲ့ view ဟာအောက်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒါကတော့ဒုတိယကမ္ဘာစစ်အပြီးမှာအမေရိကန်တွေအသုံးပြုနေတဲ့အအောင်မြင်ဆုံး view ဟာလို့ပြောလို့ရပါတယ်။မြန်မာစကပုံရပြောမယ်ဆိုရင်တော့သူတပားလက်နဲ့မွေဖမ်းတဲ့ view ဟာဖြစ်ပါတယ်။စစ်ဖြစ်တယ်ဆိုတာကြီလာတဲ့နေရာကိုပြန်ပြစ်တာကများပါတယ်။ဒီတော့ထိုင်ဝမ်ကိုအခြေပြုပြီးတော့စစ်ဖြစ်လို့ရှိလို့ရှိရင်ထိုင်ဝမ်ကိုပဲကြည်တယ်ပြန်ရောက်လာမှာဖြစ်ပါတယ်။နောက်ပြီးတော့တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံမှာရှိတဲ့ American စစ်စခန်းတွေကနေလက်နက်ကြီးတွေတရုတ်ကိုပြစ်လို့ရှိရင်တရုတ်ကလည်းအဲဒီတောင်ကိုရီးယားနဲ့ဂျပန်ကိုပြန်ပြီးတော့ပြစ်မှာ ဖြစ်ပါတယ်ဒီနည်းပြဟာတော်တော်လေးကိုအလုပ်ဖြစ်ပါတယ်စစ်ဖြစ်ခဲ့လို့ရှိရင်အမေရိကန်နိုင်ငံကိုထိဖို့ရာခိုင်နှုန်းနည်းပြီးတော့ကြည်လာတဲ့နိုင်ငံတွေပဲကြည်သွားဖို့များပါတယ်ဒီအချက်တွေအရတရုတ်နိုင်ငံကထိုင်ဝမ်ကိုစင့်ရအောင်တိုက်ဖို့အတွက်မလွယ်ကူပါဘူးတရုတ်နယ်ပြန်ပေါင်းချင်တဲ့အစိုးရတက်လာအောင်အကူအညီပေးပြီးတော့အမေရိကန်ကိုကွက်ကြော်ရိုက်ဖို့စူးစမ်းနေကြမယ်လို့တော့ထင်ပါတယ်